စကိုင်းတိုင်းရှိဖို့မျိုးနယ်ကတော်လန်ရေးတက်တွေသိမ့်ပိုက်ထားတဲ့ဆယ်ပင်ကျွန်းပြည်ရွာကပြည်သူ300ကျော်ကိုရွာထဲပြန်မွေခိုင်းသေးပဲစစ်စစ်မှုတွေပြုလုပ်နေတယ်လို့ချွေဘူခရိုင်တရင်ဆန်ကတရင်မှုပိုကောက်ရိုးကပြောပါတယ်။ချွေဘူမျိုးနယ်အရှိတောင်ဘက် ARR မြစ်သဲတောင်ကုန်းပေါ်မှာရှိတဲ့ဆယ်ပင်ကျွန်းပြည်ရွာစကန်ကိုတော်လန်ရေးတက်ဖွဲ့တွေကဇွန်လ9ရက်ကသိမ့်ပိုက်ခဲ့တာပါ။စကန်သိန်းတိုက်ပွဲအတွင်းကနေပြူစောဒီ73မှန်78ဦးကိုဖမ်းမိကလက်နက်ကြမ်းတွေလည်းသိမ်းဆီးရရှိခဲ့တယ်လို့ ြည်သူတွေကိုလည်းရွာထဲကနေတပါတဲ့ခေါ်ထုတ်လာခဲ့တာဖြစ်တယ်လို့ဆိုပါတယ်ခေါ်ထုတ်လာတဲ့ဆယ်ပင်ကျွန်းရွာခံ300ကျော်ထဲမှာပြူစောတိအဖြစ်လောက်ကိုင်းသူပမပါကိုစစ်ဆေးနေပြီးတော့အချိန်တစ်ခုရောက်ရင်ရွာထဲကိုပြန်နေခိုင်းဖို့စီစဉ်ထားတယ်လို့ဘူကောက်ယိုးကပြောပါတယ်ဆယ်ပင်ကျွန်းရွာခံတွေနေဖို့စားဖို့အတွက်တရင်တပ်ဖွဲ့တွေကစစ်စင်ပေးထားသလိုတချို့လည်းနီးစက်ရအသိရှိတဲ့ရွာတွေမှာတွားရောက်နေထိုင်တာကိုလည်းခွင့်ပြုပေးထားတယ်လို့ဆိုပါတယ်